ပြောကြည့်ပါဦးဘာကောင်းရမယ်ပစ္စည်းဥစ္စာရှားတဲ့နားမှာတို့သူတော်စင်များကျမ်းမာရေးကိုပြစ်ထားပြီးတော့စီးပွားရေးမလုပ်ပါဘူးကျမ်းမာရေးကောင်းနေဖို့မလုပ်ဘူးလားအဲကျမ်းမာရေးကောင်းနေဖို့လို့လေကျမ်းမာရေးမကောင်းရင်ရှားထားတဲ့ပစ္စည်းဥစ္စာမှန်သမျှသည်ကိုကတော့နေ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 ချင်းရအောင်ရှားထားတယ်ပြီးသွားလို့ရှင်သူတော်ဘာကိုအကုန်ပုံပေးလိုက်ရတာမရှိဘူးလား အဲနမူနာအဖြစ်ကြည့်ရင်တို့သူတော်စင်များဟိုတလောကဒီမန္တလေးမှာ လာပြီးတော့နော်ဆေးစစ်သွားတဲ့ထိုင်းဖွဲ့ကိုပဲကြည့်ကြည့်ပေါ့နော်ဆေးစစ်သွားတာဟိုစင်ဆဲဆိုတာတို့သူတော်စင်များဆဲလေးတွေအာနေနေရင်ဆဲတဲ့ပေါ့နီယူဆဲနဲ့အစားထိုးပြီးတော့ကုထုံးတရက်ဒါမန္တလေးမှာလာပြီးလောက်သွားစီရိုနာဟိုတယ်မှာလောက်တယ်နော်အဲ့ဒီမှာလောက်သွားတော့အဲ့ဒီပုဂ္ဂိုလ်များက ဘာလေးတွေသူတို့လုတ်ပေးလို့ပြောပထမလာပြတဲ့ပုဂ္ဂိုလ်များကိုအမေရိကန်ချက်ကဒါအရင်လုတ်ပေးတယ်။အဲသူသွားပြီးတော့သိစိတ်ရင်8000ကျားဘယ်လောက်ကျားခန္ဓာကိုယ်မှာနော်ဘုံခန္ဓာကိုယ်တစ်ခုလုံးကိုဘုံစစ်ပေးလိုက်။ဘာတွေရှိဘယ်နှမ်းမှာဘယ်လိုနေဆဲအားနေတာဘယ်ကနေနေတယ်ဘယ်ဟာကအလုံးမလုတ်တာအလုံးမလုတ်တဲ့ဆဲအားပေါင်းကဘယ်လောက်အဆင့်ထိရှိတာလဲဒါတွေကိုဆဲတဲ့နဲ့ဘယ်လိုစားထိုးမလဲ အဲ့ဒါတွေသူလိုက်ပြီးတော့စစ်ဆေးပေးတယ်အဲ့ဒါကြက်ကြနန်းနာစစ်ဆေးကြီးလိုက်လို့လိုအပ်နေတဲ့နေရာတွေ့လို့ပြန်ပြီးတော့ဆေးကိုအစားထိုးပြီးအဲ့ဒီနန်းမှာမြူဆေးလေးတွေဝင်ဖို့ဒီကုထုံးတည့်ရသူတို့မှာရှိတယ်အဲ့ဒီဆေးတလုံးထိုးမယ်ဆိုရင်သိန်း90ကျတယ်ဘယ်လောက်ကျလဲသိန်း90ကျတယ်ကိုကသိန်း90တရက်ထဲဝင်ရလားအဲ့ဒါပဲဟုတ်လားနော်ကျမ်းမာရေးကိုပြစ်ထားပြီးတော့စီးပွားရေးကြည့်တယ် တွန်းပြီးတော့လှုပ်လိုက်ရင်အဲ့ဒီပြဿနာမရှိဘူးလားဒါပေမဲ့သူတို့စနစ်လေးတွေကောင်းတာတော့ရှိတယ်တော်တော်များများချိကြိုက်နေတဲ့နေရာတွေပါပြန်ပြီးတော့ကောင်းတယ်နော်မိသားစုတရက်သေးမှသွားပြီးတော့ကြည့်ရင်ထဲထဲမှာအံတစ်ခုကိုထုတ်ထားပြီးတော့အဲ့ဒီအံကိုသိပညာနဲ့ပြန်လည်ပြီးတော့ဆဲမွေးလို့ရတယ်ဗာမွေးတယ်ဆဲလေးတွေနิ้วဆဲလေးတွေအစာမွေးတာ အဲ့ဒီအံတစ်ခုကိုမျိုးယူတဲ့ကတယောက်ယောက်ရဲ့အံရှိနေရင်ဒီတစ်မျိုးလုံးသိကုလို့ရတယ်နော်တို့ရဲ့စနစ်ကဒါပေမဲ့အချိန်ပေးပြီးတော့အဲ့ဒီမှာဆဲသွားပြီးတော့အဲမွေးထားရတယ်အဲ့ဒီစနစ်နဲ့ကုတဲ့စနစ်တို့သူတော်ဆရာများတော်တော်များများအောင်မြင်တယ်လို့ပြောလာပဲနော်နမကြီးဆရာဝန်ကြီးတယောက်ရဲ့ဖခင်တော်မှာလေဖြတ်ထားတာကိုပြန်လမ်းလျှောက်နေတယ်လို့ပြောတယ်ဟုတ်လားနော်နေယူစဲဒါတို့အစားထိုးပြီးတော့ကုတဲ့စနစ်ပေါ့ တချို့သွားပြီးတော့အဲ့ဒါဒီတဲ့အိမ်လုံးဆေးထိုးတာတိမ်တစ်ထောင်ကြီးပါးထိရောက်တယ်ဟုတ်လားနော်အဲ့ဒီအဆင်မျိုးတွေနဲ့ရှားတုံးကတော့နေ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 ပြီးလေရတော့တစ်လုံးတစ်ခဲဖြစ်သွားတာမရှိဘူးလားအဲအဲ့ဒါကြောင့်မို့တို့သူတော်စင်မြာစီးပွားရှားတဲ့နားမှာဘုရားကတက်ပါကောင်းရကျမ်းမာရေကောင်းရမယ်ကျမ်းမာရေမကောင်းရင်စီးပွားရေမဖြစ်ဘူး စည်းဝါးရေးဖြစ်ပြီးကျမ်းမာရေးမကောင်းရင်လည်းဆုံးရှုံးတာတစ်ပတ်ပဲဟုတ်တယ်မလားအဲ့ဒါကြောင့်တစ်ပါကောင်းရနောက်နံပါတ်နှစ်ကကိုခြင်းတရားကောင်းရမယ်တဲ့ပါကောင်းရမယ်လောကမှာလူလူသူသူနေခြင်းရင်သီလကိုစောင့်ထိန်ဖို့လိုတယ်ဘာလို့စောင့်ထိန်ရအေးသီလ မရှိတဲ့ပုဂ္ဂိုလ်ဒီလောကမှာ နေရင် တို့သူတော်စင်များကိုခြင်းတရားမကောင်းတဲ့ပုဂ္ဂိုလ် ကိုဘဝကိုလည်းဖြည့်စည်းတယ်သူတော်ဘာဘဝကိုလည်းဖြည့်စည်းတယ်သူတော်ကောင်းကိုလည်းသူရုပ်မှဖြစ်အောင်လုပ်တယ်ဘာမရှိကိုခြင်းတရားမရှိကိုခြင်းတရားတွေမကောင်းရင်ဒုက္ခမပေးဘူးလားအေးအဲ့ဒါကြောင့်လောကမှာနေနေတဲ့ခိုက်တံကာယကံတက်နိုင်မရထိမ့်ရကာယကံထိမ့်တယ်ဆိုတာသူတော်ဘာအတ္တတတ်တာသူတော်ဘာပစ္စည်းကိုခိုးယူတာသူတော်ဘာသံမယပြစ်မှားတာ ဒါကိုမလွန်ကျူးအောင်စောင့်ထိန်းတာ။နောက်ဝစီကံနေနဲ့ပတ်သက်လို့ထိန်းတယ်။ဘာတွေနဲ့ပတ်သက်လို့။အေးဝစီကံနဲ့ပတ်သက်လို့ဘယ်နှမျိုးထိန်းတယ်လဲပြောရင်၄မျိုးထိန်းတယ်။ဘယ်နှမျိုး။လိညာတာတစ်ကပါလေ။တစ်ကလိညာတာကိုထိန်းသိမ်းတာ။နှစ်ကကျတော့ဂုံတိုက်တာ၊ရန်တိုက်ပေးတာပေါ့။ဘာလုပ်ပေးတာလဲ။ရန်တိုက်ပေးတာကိုထိန်းသိမ်းတယ်။နောက်နံပါတ်၃ကကျတော့ဘာလုပ်တယ်လဲပြောရင် နှုတ်ကြမ်းအာကြမ်းတာသူမရှိဘူးလားပြောတဲ့စကားတွေသိပြီးတော့ကြမ်းထမ်းတဲ့ heart speed တွေကြီးတဲ့ပြောတဲ့ပုံစံတွေရှိတယ်။အဲ့ဒါမျိုးကြမ်းထမ်းတာကိုသူကထိမ့်သိမ့်တာ။ဒါမျိုးကြမ်းထမ်းရင်ရှက်စရာကြီး။ဒါမျိုးကြမ်းထမ်းရင်ပတ်ဝန်းကျင်မှာထိခိုက်တယ်။ဒါမျိုးကြမ်းထမ်းရင်ငါမိပါပါဘုံသိက္ခာကြရတယ်။အဲ့ဒါမျိုးဖြစ်ပြီးထိမ့်သိမ့်တာမရှိဘူးလား။နောက်တစ်ခုကအကျိုးမဲ့စကား။ဘာစကား။အေးအကျိုးမဲ့စကားဘိန်းထော့ပေါ့ဟုတ်လား။ အကျိုးမရှိတဲ့ဇကားတွေပြောတာအတင်းဖြင်းလိုက်ပြီးတော့ပြောအဲ့ဒါမျိုးဇကားတွေမပြောပြစ်အောင်ထိန်းတာကိုသီလထိန်းတာဗာထိန်းတာအဲ့ဒါစုပေါင်းလိုက်ရင်တော့ခုနှစ်မျိုးပေါ့သူတစ်ပါးအသက်သက်ခြင်းသူတစ်ပါးပစ္စည်းဥစ္စာကိုခိုးယူခြင်းသူတစ်ပါးသမယားကိုပြစ်မှာစော်ကားခြင်းလိန်ညာခြင်းဂုံးတိုက်ခြင်းကျန်းထမ်းတဲ့ဇကားပြောဆိုခြင်း အကျိုးမရှိတဲ့စကားပြောဆိုခြင်းတဲ့ဘယ်နှမျိုးအဲ့ဒီခုနှစ်မျိုးကိုတို့သူတို့တွေများထိမ့်ကြည့်လိုက်ငွေမရှိလည်းပဲစိတ်ချမ်းသာရငွေရှိလည်းစိတ်ချမ်းသာရဟုတ်တယ်မို့လားအဲ့ဒါကြောင့်မို့ကိုဒီမှာကြည့်လိုက်စီးပွားရေးလုံးမဲ့ပုဂ္ဂိုလ်သည်အဲ့ဒါမျိုးဂုံတရေရှိဖို့လိုတယ်ဂုံတရေဆိုတာသီလနဲ့ထိမ့်တာတဲ့ဘာနဲ့ထိမ့်တာလဲသီလနဲ့ထိမ့်ထားလိုက်ဒီသီလရဲ့နော်သူ့ရဲ့ကောင်းတဲ့ ကိုချင်းတရားကောင်းမှုဆိုတဲ့ဒီကုံဒီလောကမှာကြောကြားသွားပြီးတော့ဟာဘယ်ကိုတော့သွားမင်းစိတ်ချရလဲဘယ်သူနဲ့ပေါင်းသူကဘယ်လိုစိတ်ချရလဲဘယ်လိုကိုချင်းတရားကောင်းသူကတော့သူတစ်ပါးကိုနှိမ့်ဆက်ဖို့ဆိုတာမရှိဘူးတွဲခေါ်ဖို့ပဲရှိတယ်အကူညီပေးဖို့ပဲရှိတယ်သူနဲ့တွဲပြီးတော့ဒီဘဝရေလုံးလို့ညှို့ရင်းညှို့ရင်းတယ်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဒီတည်တည်ငြိမ်ငြိမ်နဲ့ဒီဘဝရေတက်သွားတာမရှိဘူးလား ေးတီတီငိမ့်ငိမ့်နဲ့အဲ့ဒါသီဝရေးတက်သွားတယ်။အဲ့ဒါကြောင့်ဖယားကပစ္စည်းဥစ္စာ ရှာတဲ့နန်းမှာជីဘွားတွတ်တက်ဖို့ရာအတွက်လမ်းညွန်ပေးတာခုနှစ်ချက်ရသွားပြီ။ဘယ်နှချက်။နံပါတ်၁ပါလို့ရ။ကျမ်းမာရေးကောင်းရမယ်။နှစ်ကကိုခြင်းတရားကောင်းရမယ်။နောက်နံပါတ်၃ကជីသူတို့ရဲ့ဩဝါဒကိုခံယူရမယ်။ဘာလို့ရမလဲ။ ကြီးသူတို့ရဲ့ဩဝါဒကိုခံယူရမယ်။စီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေတို့သူတော်စင်များမန်ချထားဖို့လိုတယ်။ဘာချထားရမန်ချထားဖို့ရလိုတယ်။ငါတက်လာငါတော်လာရှိကပုဂ္ဂိုလ်တွေဒီလောက်လုပ်ပြီမယ်။ငါသာအောင်မြင်နေသွားပြီးတော့မလုပ်လိုက်နိုင်နဲ့။ကိုယ့်ရဲ့ရှိကလုပ်ငန်းလုပ်နေတဲ့